ရင်းစင်ခေါကာကွယ်ဆေးထိုးမိလို့ခြေတော့အယိုးပြော်ကမတန်ဆွမ်းဖြစ်ခဲ့ရတဲ့မဲ့ဤတန်စင်မှုရင်းစင်ခေါဆံဝင်တယောက်စီမှာကာကွယ်ဆေးထိုးရင်းနဲ့ခြေတော့အောက်ပိုင်းသေးသွားရတာကရန်ကုန်မြို့ကမဲ့ဤတန်စင်မှုပါဒါကြောင့်လဲမဲ့ဤတန်စင်မှုဟာလမ်းမလျှောက်နိုင်တော့ပဲအိမ်မားဖြစ်ထိုင်နေရတော့တာဖြစ်ပါတယ်ဒါကြောင့်တန်စင်မှုအနေနဲ့မိဘတွေမရှိတော့နောက်ပိုင်းမှာရင်းဆိုင်မဲ့သူမရဲ့ဘဝအခက်ခဲတွေကိုစိတ်ပူနေရှာတာပါမဲ့ဤတန်စင်မှုမှာညီမလေးနှစ်ယောက်ရှိကထို့သဖြင့်သူမကိုတန်ရုံးစင်ပို့ရှိပြီး လုံလင်းသိမရှိအောင်လုပ်ပေးရရှိတယ်လို့ဆိုပါတယ်ဒိုင်မလင်ညီမဖြစ်သူတွေဆိုတာကတော့တနေ့မှအိမ်တော်ကြပြီးရင်ကွဲခွာသွားကြတော့မှာမဟုတ်လို့မိဘတွေကတော့တမီလေးမိတ်တန်ဆဲမှုကိုကိုအားကိုကိုပေါ်မှာကြားနေရပါအတိုင်းမဲ့လည်းမြန်မာနိုင်ငံလိုတာမန်လူကောင်းတွေတောင်ယုံခံနေရတဲ့အချိန်ဒီမှာမိတ်တန်ဆဲမှုလို့မတန်ဆွမ်းတယောက်အနေနဲ့တော်တော်လေးကိုယုံခံရမှာကမလွယ်ကူလာပါဘူးမိတ်တန်ဆဲမှုကတော့သူမအတွက်တောင်မကမိဘတွေအတွက်လှုပ်ချွေးချင်နေရပါမိတ်တန်ဆဲမှုကလက်လေးနဲ့အတူ အင်္ဂီစာပန်းထိုးတာခြေထိုးတာစတဲ့အလုပ်လေးတွေဝါသနာပါပါတယ်သူတို့ပြင်တော့မန်ဤတန်ဆင်မှုဟာအသေးစိတ်ကြတဲ့အလုပ်တွေကိုဝါသနာပါလို့ဖက်ရှင်ဒီဇိုင်နာအင်္ဂီဒီဇိုင်းဆွဲတာတွေကိုဝါသနာပါလို့လည်းဆိုပါတယ်မန်ဤတန်ဆင်မှုတရားဘဝဟောင်းကောင်းမွန်စွာရည်တည်နိုင်ဖို့လူတွေကတော့စူတောင်းပေးနေကြပါတယ်